မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ဝါပိုးချက်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစကမ်းကိုတိုက်ခိုက်သိမ်းပိုက်ရာဒုဗိုလ်မှူးကြီးတင်ကိုအပါဝင်စစ်သား12ဦးသေဆုံးပြီးစစ်သား15ဦးလက်နက်ချအညံ့ခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဧပြီလ28ရက်နေ့မနက်ပိုင်းကစင်ကူးမြို့နယ်ဝါပိုးချက်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို မန္တလေး PDF ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကဒုတိယဗိုလ်မှူးကြီးတင်ကိုအပါအဝင်၁၂ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်စစ်ကောင်စီတပ်သား၁၅ဦးဟာလည်းလက်နက်ချအညံ့ခံခဲ့ပြီးတော့လက်နက်ငယ်၁၉လက်၆၀မမစိန်ပြောင်းတစ်လက်အပါအဝင်ခဲယံအများပြားကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါဗျ။ ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးအနေနဲ့စိန်ကူးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့အခြားစခန်းငယ်တစ်ခုကိုလည်းတင်ပတ်ရရှိထားပြီးဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့စစ်ကောင်စီတပ်တွေကြားမှာနောင်ချုံမြို့နယ်တရကုန်းကျေးရွာအနီးတဝိုက်မှာနေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုများလဲနေ့စဉ်အဆက်မပြတ်ပြုတ်လုလျက်ရှိတယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးအနေနဲ့စစ်ကောင်စီရဲ့အရေးပါတဲ့စခန်းများကို တစ်ခုပြီးတစ်ခု တိမ့်ပိုက်ရယူလျက်ရှိပြီးတော့စေအာနာရှင် အမြင့်ပြတ်ခြေမုံရဲ့အတွက်ဆက်လက်ပြီးတော့တိုက်ပွဲဝင်ဆင်နွှဲလျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခနဲ့တပ်စခန်းများကို ကုန်ကားအစီး40နီးပါးနဲ့အဖြတ်လိုက်အဖြတ်လိုက်လက်နက်နဲ့ရိတ်ခါဖြည့်တင်းပြီးတော့ကားတချို့ကို AA ရဲ့စစ်စေးရေးဂိတ်တွေကတားဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ30ရက်နေ့မနက်၈နာရီခွဲအချိန်ကဗဒန်းရွာလမ်းကနေပြီးတော့အမ်ဘတ်ကိုစန္ဒဘိန်းက14စီးနဲ့လက်နက်နဲ့ရိတ်ခါအပြစ်တင်ဆောင်သွားတယ်လို့ဒေသခံတဦးကပြောပါတယ်ကျွန်တော်မြင်လိုက်တာကတော့ကုန်ကန်းစန္ဒဘိန်းက14စီးပါဧပြီလ30ရက်နေ့မနက်၈နာရီခွဲကဖြတ်သွားတာပါဗဒန်းရွာလမ်းကနေဖြတ်သွားပါတယ်ခဏလေးပဲရန်နာခဲ့တယ်ကားတွေမှာတော့စစ်ကောင်စီတပ်သားတွေမပါဘူးကျွန်တော်တို့စုံစမ်းတီးရတဲ့လောက်တော့လက်နက်ခဲရနေပါတယ်ပြီးတော့ရိတ်ခါတွေလည်းပါတယ်အမ်ဘတ်ကိုပို့နေတာလို့ပြောဆိုခဲ့ပါတယ်ဒါအပြင် အန်ကိုလက်နက်ခဲယမ်းများနဲ့ရိတ်ခါများကိုပို့ဆောင်ဖို့အတွက်နောက်ထပ်ဆန်နှဘိန်ကကုန်တင်ကားအစီး40ခန်းကိုလည်းစစ်ကောင်စီကစီစဉ်ထားတယ်လို့နောက်ထပ်ကားသမားတို့ကထပ်ပြောပါတယ်လက်နက်ခဲယမ်းနဲ့ရိတ်ခါဖြည့်တင်းတဲ့ကုန်ကား26စီးဟာမကွေးမြို့တွေကနေထွက်လာပြီးတော့အန်ပဒန်းလမ်းဝါရှိတဲ့ AA ရဲ့စစ်စေးရိတ်ဂိတ်ကတားဆီးထားပြီးအန်မြို့တဲကိုအဝေးမခံခဲ့ဘူးလို့တရိန်အင်းမြင့်တဦးကပြောဆိုခဲ့ပါတယ်မကွေးကနေထွက်လာတဲ့7ဘိန်းကား26စီးအန်မြို့ area တွေကိုရောက်နေတဲ့အန်ပဒန်းလမ်းအဝင်က အေအေရဲ့စစ်စေးဂိတ်တစ်ခုမှာတားထားတယ်။အဲ့ဒီဂုံတွေကနပါခတက်အတွက်ဖြစ်ပါတယ်။အေအေကအစောပိုင်းမှာအမ်ဘရန်လန်းကိုပိတ်ထားတာလေ။အဲ့ဒါကိုအတင်းဝင်ရောက်ဖို့စူးစမ်းနေတယ်။မယိုးသားဘူးပေါ့လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်အေပီလာ28ရက်နေ့ညနေ3နာရီခွဲအချိန်ကမင်းဘူးဘက်ကနေအမ်းမျိုးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလက်နက်နဲ့ရိတ်ခါအပြစ်တင်ဆောင်ထားတယ်။ဆနဘိန်ကကားအစီးရေအများအပြားထွက်ခွာခဲ့ပြီးတော့ကားတစီးကိုစစ်ကောင်စီတပ်သား9ယောက်ပါရှိတယ်လို့ကားသမားတအုပ်ကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မဲနိုင်ရာမှာမဲပေါက်တဲ့ကားကိုရိတ်ခါပို့ဖို့အတွက်အသုံးပြုမယ်လို့ပြောဆိုခဲ့ပြီးတော့မဲမပေါက်တဲ့ကားသမားများကိုရိတ်ခါပို့သွားမယ်ကားအတွက်ငွေကျပ်2300တေးရမယ်လို့ကားသမားတို့ကပြောဆိုခဲ့ပါတယ်။ဒေသခံကားသမားတို့ကကျွန်တော်တို့ဗဒန်းကနေအမ်းဘက်ကိုရိတ်ခါပို့ဖို့အတွက်ရွာမှာရှိတဲ့6ဘင်းကားသမားတွေကိုခေါ်ပြီးတော့မဲနိုင်ခိုင်းပါတယ်။မဲနိုင်ရာမှာပေါက်တဲ့ကားကိုရိတ်ခါပို့ဖို့အသုံးပြုမယ်လို့ပြောပါတယ်။မဲပေါက်တဲ့ကားသမားနဲ့ရိတ်ခါပို့ဖို့သွားမယ်ကားအတွက်2300တေးရမယ်လို့ပြောတယ်။ စစ်ကောင်စီကလည်းအဲ့ဒီကုံလေးကိုရရှိနိုင်ဖို့အတွက်အမ်ဘရန်လမ်းမှာတိုက်ပွဲတွေဖော်ဆောင်နေပြီးတော့ကြက်ရှိကျေးရွာအနီးမှာနဘာခကနေထွက်လာတဲ့တပ်နဲ့ AA တို့ဟာ AP လ30ရက်နေ့မှာနှစ်ဖက်ထိပ်တွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အရခတပ်တော် AA ကတော့အမ်းမြို့နယ်ကစစ်ကောင်စီတရင်တပ်ဖွဲ့များကိုအရှိန်ဟုန်မြင့်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးအခုရပိုင်းအတွင်းမှာဗျူဟာကုန်းနှစ်ခုကိုအပိသက်သိမ်းပိုက်လိုက်ပြီးလို့ AA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ AP လ26ရက်နေ့ကဂဇူကိုင်းရွာအနီးက ွေချောင်းကြီးဘူဟာကုန်းကိုအာရခတက်တော်အေကတင်းလိုက်ပြီး28ရက်နေ့မှာဆွေချောင်းအနီးကတောဟိန်တောင်ဘူဟာကုန်းကိုပါတင်းလိုက်တာဒါပေမဲ့အဲ့ဒီတောဟိန်တောင်ဘူဟာကုန်းကစစ်သားတွေရာနဲ့ချီပြီးတော့ထွက်ပြေးနေသေးတယ်အဲ့ဒါကိုအေအေကလိုက်လံရှင်းလင်းနေရတယ်လို့ပြောဆိုခဲ့ပါတယ်အမ်းမြို့နယ်တိုက်ပွဲများကြောင်းတိုက်ပွဲ area နဲ့မြို့အနီးကကျေးရွာ20ကျော်ကအရတားပြည်သူတွေတောင်းနဲ့ချီပြီးတော့ထွက်ပြေးနေရကြောင်းကိုဒေသခံတွေစီကသိရပါတယ်လက်ရှိမှာရခိုင်ပြည်ကဘူးဒီတောင်မောင်တော်တန်တွဲနဲ့အမ်းမြို့နယ်တို့မှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်ရဲစခန်းကဒူရဲအုပ်တအူးဟာအေပီလ30ရက်နေ့မွန်းလွဲပိုင်းမှာ wave money ထွက်လွဲတဲ့အချိန် KIA ကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ30ရက်နေ့မွန်းလွဲ2နာရီအချိန်မှာစိုင်းတောင်ရဲစခန်းကဒူရဲအုပ်တအူးဟာ wave money လွှဲဖို့အတွက်စစ်တပ်ဂုံးကနေဆင်းလာတဲ့အချိန် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်ဒူရဲအုပ်ဟာ ထွက်ပြေးရန်ကြိုးစားတော့လဲမလွတ်ပဲနဲ့ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။အရက်ဝတ်နဲ့စက်တပ်ခုံးကနေဆင်းလာပြီးတော့ wave money လွှဲဖို့လုပ်နေတော့ KI နဲ့ PDF တွေကဝင်ဖမ်းသွားတာစိုင်းတောင်မာကရဲတွေဈေးကန်းထွက်ပြရင်လဲအကျိတ်ခံရဈေးဝယ်ထွက်ရင်လဲအကျိတ်ခံရအဲ့လိုကိုဖြစ်နေတာစိုင်းတောင်ကရဲတွေကိုတော်လိုက်တက်တွေဘက်ကမျက်စိတောက်ထောက်ကြည့်နေတာလို့စိုင်းတောင်ဒေသခံတို့ကပြောဆိုခဲ့ပါတယ်။ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်ရဲစခန်းမှာစစ်ကောင်စီတပ်နဲ့ KIA တပ်များမကြာခဏသိုးတလို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားမှုတွေရှိခဲ့တော့လေ လက်ရှိအချိန်အထိတစ်ဖက်နဲ့တစ်ဖက်ကြားမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားမှုမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစ22စက်ရုံကိုလက်နက်ကြီးတွေနဲ့အုံအော် UG စလိန်မြို့ပြပျောက်ကြားတပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ28ရက်နေ့မနက်အစောပိုင်းတနားရီ45မိနစ်ခန့်မှာစိတ်ဖြူမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစ22စက်ရုံကို တော်လိုက်တပ်ဖွဲ့များက60မမ81မမလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ကာပါစ22စက်ယုံထဲမှာရှိတဲ့အရာရှိလိုင်ကန်ရှစ်ခန်းတွဲကိုထိမှန်ခဲ့တယ်လို့သိရပါတယ်။စိတ်ဖြူမြို့မှာရှိတဲ့ကာပါစ22စက်ယုံကို28ရက်နေ့က60မမနဲ့81မမလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအရာရှိလိုင်ကန်ရှစ်ခန်းတွဲကို60မမတစ်လုံးနဲ့81မမတစ်လုံးထိမှန်ခဲ့ပါတယ်။ထိခိုက်ဒေဆုံးမှုကတော့မသိရသေးဘူးလို့ အုံအော်ယူဂျီစလင်မျိုးပြပျောက်ကြားတဖွဲ့ကတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုပေါရင်းဆက်နှင့် YRF နဲ့အုံအော်ယူဂျီစလင်မျိုးပြပျောက်ကြားတဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ပလောမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်စခန်း၄ခုကလက်နက်ကြီးတွေနဲ့ဒပြိုင်နက်ထဲပစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဧပြီလ29ရက်နေ့ ညနေ9:00နာရီခွဲဝင်းကျင်ကစပြီးတော့စစ်ကောင်စီခြေလင်တိုင်ရင်တွေဖြစ်တဲ့ခလာရ285နဲ့ပလရဲစခန်းကနေပဝေကုန်းနဲ့ကရေရွာတွေဘက်ကိုပြစ်ခတ်ခဲ့ပြီးတော့ခလာရစက်ခွန်တိုင်ရင်ကနေပြီးတော့ကျဲရွာကိုပြစ်ခတ်ခဲ့တယ်လို့မီးလောင်ချောင်းရွာစစ်ကောင်စီစစ်စေးရိတ်ဂိတ်ကနေစက်တော်ရရွာဘက်ကိုတပြိုင်တည်းပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ညမိုးချုပ်ကရေကနေပြစ်နေလိုက်တာဗျ။တညာလုံးကိုပြစ်နေတာမိုးလင်းကြက်တုံချိန်မှနားတယ်လို့ ကျဲရွာမှာနေထိုင်တဲ့အမျိုးသားတို့ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်တွေကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာပောက်ကွဲတာတွေရှိသလိုမပောက်ကွဲသေးတဲ့ကြီးတွေလည်းရှိနေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်ကျဲရွာမှာဆိုရင်လက်နက်ကြီးကြီး၄လုံးထက်ဗန်းနဲ့ကြားရောက်ခဲ့ပြီးတော့အဲ့ဒီတဲကမှနှလုံးသာပောက်ကွဲတံကြားခဲ့ရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ရင်းတွေကနေလက်နက်ကြီးတွေပြစ်နေတဲ့အချိန်အတွင်းမှာတော်လိုင်းအင်အားစုတွေရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရနေတဲ့စစ်ကောင်စီတပ်သားတွေကိုရေလမ်းကြောင်းကိုအသုံးပြုပြီးတော့ဘိမျိုးဘက်ကိုပို့ဆောင်ခဲ့တယ်လို့ဒေသခံပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေကပြောပါတယ် ဧပြီလ25 26 28ရက်နေ့တွေမှာပလမြို့မှာရဲစခန်းကို3ရက်ဆက်တိုက် drone နဲ့ဘုံးသီးတွေကျဲချတိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီရဲစခန်းမှာခိုးလုံနေတဲ့ပြည်သူစစ်စစ်ကောင်စီခန့်ထားတဲ့အုပ်ချုပ်ရေးမှုနဲ့စစ်ကောင်စီတပ်ဗိုလ်အပါအဝင်စစ်ကောင်စီတောက်တိုင်အများစုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားတွေကိုရေလမ်းကိုအုံပြုတ်ပြီးတော့ဗိမ်းမြို့ဘက်ကိုပို့ဆောင်နေတာလို့ဒေသခံပြည်သူကာကွယ်တပ်ဖွဲ့တွေကပြောပြပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာပလရဲစခန်းဂိတ်နဲ့ ခလာရစက်ခွန်တရင်ရှိကစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကိုစစ်ကောင်စီဘက်ကပိတ်ချခဲ့တာကြောင့်ခရီးသည်80ခန်းဟာစက်တော်ရရွာဖုံကြီးကျောင်းမှာခိုးလုံခဲ့ရပြီးတော့တခြားခရီးသွားတွေကတော့အနီးအနားမှာရှိတဲ့အိမ်တွေမှာတညတာခိုးလုံခဲ့ရတယ်လို့သိရပါတယ်။မှန်လုံကားတွေတော့မပါဘူး။ဆယ်ယောက်လောက်စီးလို့ရတဲ့ကားအငယ်တွေကြီးပဲ။တချို့အိမ်တွေကလည်းလက်မခံရဲကြဘူး။နေခွင့်ရအောင်မနေ့လိုက်ပြောခဲ့ရတယ်လို့ခီးသွားမျိုးသားတို့ကပြောပါတယ်။ အဲ့ဒီမှာပိတ်မိနေခဲ့တဲ့ခီးသွွားကားတွေဟာအေပီလ30ရက်နေ့မနက်6နာရီခွဲဝန်းကျင်မှာပလောမြို့နယ်တဲကနေပြီးတော့ထွက်ခွင့်ရခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးတွေပြစ်ခတ်မှုကြောင့်ပလရဲစခန်းနဲ့ဂိုင်900အကွာမှာရှိတဲ့ပလမြို့စီပင်ဈေးကြီးကကုံအယောင်းဝယ်လုက ାଇ နေတဲ့သူတွေဟာဈေးလာမရောရဲတော့တာကြောင့်အေပီလ30ရက်နေ့မှာဈေးမဖွင့်နိုင်ခဲ့ဘူးလို့သိရပါဗျ။စေအုပ်ချုပ်ရေးဒေသဖြစ်တဲ့ပလောမြို့နယ်မှာစီရေးတင်မာနေတယ်လို့နောက်ထပ်စေအုပ်ချုပ်ရေးဒေသတစ်ခုဖြစ်တဲ့တနင်္သာရီမြို့နယ်မှာလည်းစစ်ရဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီကလေကြောင်းတွေပါပြစ်ခတ်နေကြောင်း သတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ